ဖဲလေးပါးမှာလက်မြောက်ဈေးနိုင်တဲ့ကုသိုလ်ခုနှစ်မျိုးကတော့၁တရဏဂုံတိဆောက်ကုသိုလ်ပင်စသီလကုသိုလ်လို့လည်းခေါ်ပါတယ်၅ပါးသီလမြင့်တဲ့ပုဂ္ဂိုလ်အားလည်းအပယ်လေးပါးကနေလက်မြောက်ဈေးနိုင်သူတာယိတံမေကုသိုလ်ဆိုတာကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့သတင်းကျုပ်ကာလအခါသမယမှာကျောင်းတိုက်တီးတီးကနေပြီးတော့တန်ဃာတော်တွေကိုမဲခွဲပြီးတော့ကိုစီကိုမဲကြလာတဲ့တန်ဃာတော်တွေကိုသွန့်ဆရှိတဲ့လူဝေဝတ္ထုအစုစု တူတန်းရတဲ့ကုသိုလ်ကိုခေါ်ပါတယ်။ဒီဘက်ကုသိုလ်အတိတ်ဘေးကတော့မိမိတို့ကိုယ်ကိုယ်စည်းကပ်နေတဲ့ဘုံကြီးเจ้าတွေကိုတလဆွန်းတကြိုင်တို့လောက်ပေါင်းဆွန်းနှစ်ကြိုင်တို့လောက်ပေါင်းတူတန်းရတဲ့ကုသိုလ်တွေကိုခေါ်တာပါ။ရှင်းကကုသိုလ်ဘုဒ္ဓဝါတိကကုသိုလ်ဆိုတာကတော့ဝါစုသင်္ကန်းကတ်လူတဲ့ကုသိုလ်။နံပါတ်6ဧကောအာဝါသောကုသိုလ်အတိတ်ဘေးကတော့เจ้าတဆောင်တို့လောက်ပေါင်းတရက်တဆောင်တို့လောက်ပေါင်းတူတန်းရတဲ့ကုသိုလ်ကိုဆိုလိုတာပါ။ အဲနံပါတ်9ဧကာ ပောက္ခရဏီကုသိုလ်အတိဘေကတော့ရေတွင်ရေကန်များကိုဒုဖို့လူရန်ခြင်းတော့ဒီလောက်တော့မတတ်နိုင်ဘူးဒါဆိုရင်ကိုယ်အင်းရှိမာတော်လောကောင်လမ်းတောင်တနေရာမှာတော်လောကောင်ရေဦးစင်လေးစောက်ပြီးတော့တောက်ရေဦးတည်ထားမယ်ဆိုရင်အဲ့ဒီကုသိုလ်အတိုင်းအကျိုးကျေးဇူးကြီးမားနိုင်ပါတယ်ဒါလုံးလေးခွက်နဲ့ကြားပြီးတော့ ပင်နိုင်ငံတစ်ခုပေါ်မှာတင်ထားပြီးသွားရန်ရှင်လူသူတော်ကောင်းပေါင်းတို့တောက်သုံးမှုတည်ထားမယ်ဆိုရင်ဒီဌာနဟာငွေကြီးနဲ့တိုင်းတားလို့တင်းငယ်ပြီးမယ်လို့ရရှိမဲ့ဂျူးဂျူးစုတရားကတော့အပယ်လေးပါးကတောင်းလွတ်မြောက်စေနိုင်မှာပဲဖြစ်ပါတယ်ဒီကုသိုလ်ခုနှစ်မျိုးစလုံးဟာသောတာပန်ကြီးရဲ့အပယ်လေးပါးကလွတ်ကင်းနိုင်တယ်လို့ဥဒုဇင်းနေမှာလဲလွတ်မြောက်နိုင်တယ်လို့မြတ်ဗုဒ္ဓကအဘိဓမ္မာကျမ်းနေမှာလဲဟောကြားတော်မူခဲ့ပါ